ဥနုရဲ့ကာမတဏအခန်း28အကြီးအချစ်တကယ်မမေကြီးအလုပ်ပြန်ဆင်းနိုင်တဲ့နေ့မှာကိုမြင့်ဆွေကအကြီးဒီကနေ့ညနေအကြီးရဲ့နောင်ရဲ့အတွက်အရေးကြီးတဲ့ကိစ္စတခုကိုအကိုကြီးပြောရင်လည်းလို့ပြောတယ်အကြီးကလည်းဟုတ်ကဲ့လို့ပြန်ပြေတယ်ဒီစကားကိုကြားတဲ့အခါအကိုကြီးကိုငါစပြီးပြောရလိုက်မယ်လို့ငါအောက်မိခဲ့တယ်အခုတော့အကိုကြီးကပဲစပြီးပြောတော့မှာပဲလို့တွေးမိပြီးဝမ်းသာနေတယ်အဲ့ဒါကြောင့်ညနေတိုက်ပြန်အောင်တဲ့အခါ အကြီးဟာရေမိုးချိုဖြီးလိုက်ပြီးနေထူးအဖြစ်နဲ့စိန်တကန်စိန်ပြီးစိန်ကျဲသည်စိန်လက်ကောက်တွေကိုပါထုတ်ဝတ်တယ်။အကြီးဟာသူ့အခန်းထဲကကိုလုံးပေါ်မှန်ကြီးထဲမှာသူ့ကိုယ်သူရှစ်တက်တက်ကြည့်လိုက်ဘေးဆောင်ကြည့်လိုက် နောက်လည်ကြည့်လိုက်နဲ့အမျိုးမျိုးကြည့်ပြီးအင်းကြီးကိုညီအောင်သုံးလေးခါဆွဲချတယ်။လုံကြီးကလည်းသုံးလေးခါပြင်ဝတ်တယ်။ပြီးတော့မှသူ့မျက်နှာကိုမှန်နှမ်းမှတည်တည်ချာချာကတ်ကြည့်ပြီးလူနေသေးတယ်လို့သူထင်တဲ့နေရာတွေမှာသူ့ဘက်ဘွားနဲ့ပေါင်းနာကိုယူပြီး လိုက်တူပြီးနေတယ်။ပြီးတော့မျက်ခုံးမွေးပေါ်မှာပေါင်နာမှုနေမရှိအောင်သဘောတန်ကလေးနဲ့ထပ်ပြီးဆွဲတယ်။ဆပင်ကိုလည်းပိုပြီးတက်တက်ရရရှိအောင်၃လေးချိန်သဘောတန်နဲ့အပေါ်ကိုဆွဲတင်ပေးတယ်။ပြီးတော့မှ အကူကြီးနဲ့တွေ့တဲ့အခါသူ့လုံးမဲ့မျက်နှာသားတွေကိုစမ်းတဲ့အနေနဲ့မန်ထဲမှာပြုံးပြီးကြည့်နေတယ်။နောက်ပြီးတော့မှအကူကြီးရဲ့မျက်လုံးတွေကိုညှို့နေတယ်လို့မန်နဲ့စိုက်ကြည့်ပြန်တယ်။အာရတော့မှအခန်းဝါကကိုတချမ်းထွက်ပြီးစင်ဝင်မှာထိုင်ဆောင်နေတဲ့ကိုမြင့်စွေကို အကိုကြီးခဏလို့ခေါ်လိုက်တယ်။ပြီးတော့မှအခန်းလေလောက်မှပြန်ရက်နေတယ်။ကိုမြင့်ဆွေဟာဒီကနေ့မှအကြီးရဲ့ထူးထူးခြားခြားဖြစ်နေတဲ့ရုပ်ကိုမြင်ရပြီးရင်ထဲမှာတလက်လက်နဲ့ဖြစ်သွားတယ်။ကိုမြင့်ဆွေလည်းအခန်းထဲမှွေပဲအဝါကနေဘာလဲအကြီးလို့မေးလိုက်တယ်။လာပါအောင်ဒီအထဲကိုလို့ရာကားနဲ့ရုံးနေတဲ့အတန်းနဲ့ခက်ဆောက်ဆောင်ကလေးခေါ်လိုက်တယ်။ကိုမြင့်ဆွေလည်းအခန်းထဲကိုဝင်သွားတယ်။အကြီးလည်းကိုမြင့်ဆွေအနာတလက်နှစ်လက်လောက်ရှောက်သွားတယ်။အနာရောက်တဲ့အခါ အကူကြီးရဲ့လက်နှစ်ဖက်ကိုတစ်ဖက်စီကင်ပြီးအကူကြီးအကြည့်ချောရဲ့လားလို့ကိုလုံးပေါ်မှန်ကြီးထဲမှာကြည့်ထားတဲ့အပြုံးလေးနဲ့အကူကြီးကိုကြည့်ရင်မိတယ်။ကိုမြင့်စွေရဲ့ရင်ထဲလဲဒလုံးလုံးနဲ့ခုံနေတယ်။ကိုမြင့်စွေလည်းအကြည့်မျက်နှာကိုမကြည့်ပဲဘေးကိုမျက်နှာအသာလွှဲပြီးအကြည့်ကချောရဲ့လားလို့မိတာကိုအင်းလို့ပဲတူတူပဲဖြေလိုက်တယ်။အကူကြီးသူ့ကိုကြည့်အောင် အကြည့်အားတညက်နေလုံးအတော်ကြီးဖြေလိုက်ပြင်ဆင်ထားရတာအဲ့ဒီတော့အကူကြီးဟာ ခုလိုမျက်နှာရှက်ခေါချိုးနဲ့ဘေးကိုကြည့်ပြီးအင်းလိုအောင့်သက်သက်ကြီးဖြစ်တာကိုအကြည့်မကြိုက်ဘူး။ဒါကြောင့်အကိုကြီးကလည်းဆိုပြီးကိုမြင့်ဆွေရဲ့လက်တွေကိုလွှတ်ချပြလိုက်တယ်။အဲ့ဒီလိုလွှတ်ချပြီးကိုမြင့်ဆွေနဲ့ဗျုံးကနေရင်ချင်းထိနေအောင်ကတ်လိုက်တယ်။အဲ့ဒီကတ်ထားတာနဲ့တပြိုင်နက်အကြည့်ရဲ့အင်မတန်လျင်မြန်တဲ့လောအားတွေဟာအကိုကြီးရဲ့ပါးနှစ်ဖက်စလုံးကိုအုံမိလျက်သားဖြစ်ပြီး အကိုကြီးရဲ့မျက်နှာကို သူ့မျက်နှာနဲ့တည့်နေအောင်လှဲလိုက်တယ်။ကိုမြင့်ဆွေလည်းနောက်ကိုနည်းနည်းဆုပ်ပေးလိုက်တယ်။အကြီးကလည်းရက်မနေဘူး။ ကံမြေတိုင်းလိုက်ကတ်ထားလိုက်တယ်။ဒီလှုပ်ရှားမှုတွေဟာတိမ်မြန်နေအလုံးစုံဆယ်စက္ကန့်လောက်ပဲကြာမယ်။အကြည်ကသူ့လက်ဝါးနဲ့ကိုမြင့်စွေရဲ့ဘာနဲ့ဘက်ကိုအုပ်ကိုမြင့်စွေရဲ့ရင်နဲ့ထိနေအောင်ကပ်မှန်ထဲမှာသူကြည့်ထားတဲ့အကြည်မျိုးနဲ့ကိုမြင့်စွေကိုညှို့ပြီးတော့မှနှစ်ကိုကြားရာကအတန်လေးနဲ့အကိုကြီးအကြည်ချောရဲ့လားလို့ထပ်မိတယ်။အကြည်ရဲ့မျက်နှာနဲ့ကိုကပေါင်နာနှံ့တွေရေမွေးနှံ့တွေဟာကိုမြင့်စွေရဲ့နှာခေါင်းထဲကိုလုံပြီးဝင်သွားတယ်။နောက်ပြီးတော့အကြည်နဲ့ရင်ချင်းကလည်းအဲ့နေပြန်နေဆိုတော့ ကိုမြင့်စွေရဲ့တကူလုံးဟာဖြင်း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 နဲ့ဖြစ်လာတဲ့ကိုမြင့်စွေလည်းဒီအခန်းထဲကခက်မြန်မြန်ထွက်ရအောင်ဆိုတဲ့သဘောနဲ့မရဲမပြုံးပဲချောပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီလိုပြောပြီးတော့မှလာခွေကြည်ရဲ့စင်ဝင်ကိုထွက်ရအောင်ဒီအခန်းထဲမှာနေရတာမူးနောက်နောက်ဖြစ်နေတယ်လို့ပြောရင်အခန်းထဲကထွက်သွားတယ်။အကြည်လည်းကိုမြင့်စွေရဲ့ဖေဘက်လက်ကိုဆွဲပြီးထွက်လိုက်သွားတယ်။ဒီလိုအခြေအနေမျိုးမှာတခြားတာမန်ယောက်ျားတယောက်သားဆိုရင်အင်မတန်ခက်မှာပေါ့။ကိုမြင့်စွေကတော့မိန်းကလေးတွေကို ဖြစ်စည်းတာအင်မတန်ဆက်စုပ်တဲ့သူ့နှကိုစေချောင်ရော သူ့အဖေအမေနှုတ်စလုံးကမိန်းကလေးတွေကိုမဖြစ်စည်းအောင်တရားနဲ့ရောရိုးရိုးစကားနဲ့ရောသူ့ငငယ်ကလေးကလေးကတရွတ်တွနဲ့အဆုံးမလာခဲ့တာကြောင့်ရော သူ့မိမိရဲ့ဆုံးမဩဝါဒအရာစင်ရင်ပွင့်တရားကြီး၅ပါးကိုနေ့စဉ်နဲ့အမျှတစ်စလုံးပွားများလာခဲ့တာကြောင့်ရောဘာကိုပဲလှုပ်လှုပ်အခုလက်ငင်းခံစားရမှတခုတည်းကိုသာမကြည့်ပဲအခုဘဝမှာရော နောင်ဘွားတွေမှာရောဖြစ်ပေါ်မဲ့အကျိုးအပြစ်တွေကိုပါတွက်ကြည့်ရမယ်လို့သူ့မိဘတွေကသူ့ငယ်ငယ်ကလေးကသင်လာတဲ့အတိုင်းသူဟာအမြင်ဆင်ခြင်လေးရှိတဲ့သူ့အလေးအထားကြောင့်ရောကိုမြင့်စွေမှာတခြားတာမန်ယောက်ျားတွေထက် အတွေ့အကြုံရှောင်နိုင်တဲ့တတိတွေအများကြီးရှိနေပါတယ်။အဲ့ဒီအထက်မှာဉာဏ်စင်နိုင်ရတဲ့အထိတရားထုတ်ပြီးဆိုရင်တော့အတွေ့ရှောင်နိုင်တဲ့ကိုမြင့်စွေရဲ့တတိဟာအင်မတန်ကြီးတောင့်တင်းခိုင်ခံ့နေတာပေါ့။တရားတော်ဟာအင်မတန်ကြီးစမ်းကြယ်ပါပဲ။ အင်မတန်ကြီးအဟောစရာကောင်းပါတယ်။နောင်တမလွန်ဘွားမှာမှမဟုတ်ပဲအခုဘွားမှာကိုဆန်းဆန်းကြဲကြဲတအံ့တအောထင်းထင်းရှားရှားကြီးမြင်အောင်ပြနိုင်ပါပြီလေ။တောတာပန်တအူးမှာကိလေသာတွေလုံးဝမကုန်သေးတဲ့အတွက်မိမတအူးကိုမြင်ရထီရတွေ့ရတဲ့အခါကာမရာဂစိတ်တို့ဖြစ်တာပဲ။ဒါပေမဲ့ဒီမိမဟာ သူ့ကောင်မပိုင်မိမမဟုတ်ရင်ဒီမိမဟာကက်ယုံထီယုံသာမကဘူး။သူ့အပေါ်မှာတက်ပြီးမောက်နေတည်တိုင်အောင် ဒီသောတာပန်ဟာဒီမင်းမောင်ကိုကာယကံမြောက်ဘယ်နည်းနဲ့မှမကျူးလွန်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီသောတာပန်ဒီမှာဖြစ်တဲ့ကာမရာဂစိတ်ဟာပုရိသေမှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်တော်မပြင်းထန်ဘူး။တနည်းနဲ့ပြောရအောင်မယ်ဆိုရင်သောတာပန်မှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်ဟာဒီသောတာပန်ကိုကာမီတုမိဆာဆာရကံကျူးလွန်လောက်အောင်စွပင်နိုင်တဲ့အထိမပြင်းထန်တော့ဘူး။တက္ကရာကံမှာလည်းကိလေသာတွေမကုန်သေးတဲ့အတွက်မိမတူကိုမြင်ရထိရတွေ့ရတဲ့အခါ ကာမရာဂစိတ်တွေဖြစ်တာပဲဒါပေမဲ့သက္ကရာကံတဦးမှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်ဟာသောတာပန်တဦးမှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်လောက်မပြည့်တန်တော့ဘူးထပ်ပြီးရောသွားပြန်တယ်အနာဂံကြတော့ကာမရာဂစိတ်ဆိုတာအလင်းကူမရှိတော့ဘူးလူမင်းမတွေကိုထားလိုက်အောင်နတ်တွေထဲမှာအချောတကအချောဆုံးဆိုတဲ့နေသမီးလိုအချောအလာမျိုးတွေကတောင်းအနာဂံမှာကာမရာဂစိတ်ပေါ်အောင်လုပ်ဖို့မတတ်နိုင်တော့ဘူးအဲ့ဒီလောက်အထိတရားတော်ကအထူးဆန်းပါပြီလေ အံ့ဩဖွယ်ကောင်းပါတယ်လက်တွေ့ချင်းရှားရှားဖြစ်နိုင်အောင်ပြနိုင်ပါတယ်အဲ့ဒါကြောင့်ကိုမြင့်ဆွေဟာအကြည်ရဲ့မျက်နှာနဲ့ကိုကအမွေကြိုင်တွေကိုရှူရတဲ့အခါအကြည်နဲ့ရင်ချင်းအပ်နေရတဲ့အခါဒီကုလုံးတော့ဖြင်း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 ဖြစ်နေတယ်ဒါပေမဲ့ကာယကံမြောက်ကျူးလွန်တဲ့အထီတော့ရောက်မသွားခဲ့ဘူးစင်ဝင်ကိုရောက်တဲ့အခါကိုမြင့်ဆွေဟာပလက်ကလထိုင်ပေါ်မှာထိုင်ပြီးအကြည်ကော်ဖီဖြော်နေတာကိုစောင့်ရင်းသူ့အမေကမင်းကိုပြီးတော့ငါမွေးဖို့ပြီးခဲ့တာတက်စားဖို့ပြီးခဲ့တာမဟုတ်ဘူး ကိုမွေးထားတဲ့ချက်ကိုပြန်တက်စားတာတည်းယုံမာတာလောကမှာရှိနိုင်သေးသလားလူယုံမှာဖြစ်ဘူးဆိုတာလွယ်တယ်လူကောင်းဖြစ်ဖို့ဆိုတာခက်တယ်ငါများလူယုံမှာဖြစ်သွားရင်မိမိဟာရောက်လျာဘဝမှာမျက်ရည်ကျရရှာမှာပဲဒီကနေ့တငယ်ချင်းကိုပေးခဲ့တဲ့ဂရီကိုတောင်းဖြည့်ရတဲ့လူကိုဘယ်လူဘယ်နဲ့ဘယ်ပြမကယုံအောင်မလဲဆိုတာတွေကိုရှောက်စင်းလာရင်ကိုမင်းဆိုရဲ့စိတ်တွေဟာတိတ်ပြီးလွင်နေတယ်အကြီးဟာကော်ပြီးဖြော်ပြီးကိုမင်းဆွေစီကိုယူလာတယ် ော်ဖီတောက်ပြကြတဲ့အခါကိုမြင့်စွေထိုင်နေတဲ့ပလက်ကလထိုင်ပြီးမှကလထိုင်တလုံးပေါ်ကဖုံးတစ်ခုကိုချပြီးအဲ့ဒီအပေါ်မှာကြည်ထိုင်နေအကြည်ဟာပလက်ကလထိုင်ရဲ့ညာဘက်တန်းပေါ်မှာလက်ပိုက်သလိုလှုပ်ထားတဲ့လက်နှစ်ဖက်နဲ့မီးစီကိုတင်ထားပြီးသူ့မျက်လုံးကလေးကိုအပေါ်လမ်းကြည့်ရင်"ကဲအကူကြီးပြောစရာရှိတာပြောလေ"လို့စလိုက်တယ်။ကိုမြင့်စွေလည်းဤတန်းနေမလုပ်တော့ပါဘူး။အကြည်ကိုယောက်ျားပေးစားဖို့အကူကြီးစိတ်ကူးနေတယ်။အကူကြီးမှာ မောင်ချစ်တင်ဆိုတဲ့သူငယ်ကလေးတယောက်ရှိတယ်။အကြီးနဲ့တိတ်ပြီးရှည်သွားနောက်လိုက်ညီမယ်ဆိုတာတော့ပဲစရာသေးတယ်။အကြီးကတော်တော်အကိုကြီးရှေ့မဆက်နဲ့တော့ဓာရီကိုအကြီးမကြားချင်ဘူးလို့နှုတ်ခမ်းကလေးဆူပြီးပြောလိုက်တယ်။မောင်ချစ်တင်ဟာလူကျော်ကလေးပါပဲလို့ကိုမြင့်ဆွေကဆက်ပြန်တယ်။ငရှင်းကအကိုကြီးခေါ်ရတဲ့လူဖြစ်ပါစေ။အကြီးမကြားချင်ဘူးလို့အကြီးကပြန်ပြောတယ်။သဘောလဲကောင်းပါတယ်ကွယ်လို့ကိုမြင့်ဆွေကဆက်တဲ့အခါပစက်တဲ့လက်ညှိုးထိုးလို့တောင်ပြန်မကိုက်တတ်တယ်လို့ဖြစ်ပါစေ။အကြီးမကြားချင်ဘူးလို့ထပ်ပြောတယ်။ အဲ့ဒီလိုပြောပြတော့မှအကိုကြီးရေလေကုန်းခံပြီးတခြားဟာတွေရှောက်ပြောမနေပါနဲ့အခုလောက်ရှိမှပြင်အကြီးဟာအကိုကြီးအပေါ်မှာဘလို့ဖြစ်နေလဲဆိုတာအကိုကြီးသိဖို့ကောင်းပါပြီအကြီးဟာအကိုကြီးကိုပဲချစ်တယ်အကိုကြီးကလွဲရင်မောင်ချစ်တင်တော့ဘယ်သူတော့ပြောမနေပါနဲ့တော့အကြီးဘယ်သူမှမချစ်ဘူးလို့ပြောတယ်ကိုမြင့်ဆွေကလက်နဲ့တားပြီးအကြီးတော်တော်ဒီစကားမျိုးတွေအကိုကြီးကပြောလို့မကောင်းဘူးအကြီးရဲ့မိမိဟာဆုံးခါနေမှာအကြီးကိုစောင့်ရှောက်ကြည့်ရှုဖို့အကိုကြီးကိုအပြစ်ခဲတယ် အကြည့်မှာဖေရောမေရောမရှိဘူးအကိုကြီးဟာအကြည့်ရဲ့အဖေပဲအဲ့ဒီတော့အကိုကြီးကိုဒီလိုစကားမျိုးမပြောကောင်းဘူးလို့ပြောတယ်အကြည့်ကိုမေမေကအကိုကြီးကိုအပြစ်ခဲတာသမီးအဖြစ်နဲ့မွေးဖို့အပြစ်ခဲတာမှမဟုတ်ပဲဥပမာအကြည့်ကလေးပတ်သွားနေတဲ့ဂလီဂလီမေမေကအကိုကြီးကိုအဲ့လို အကိုကြီးကနိုးဘူးတပြင်းမွေးလာရတယ်ဆိုရင်ဒီစကားမျိုးကိုအကြည့်ဟာမပြောကောင်းပါဘူးခုတော့မေမေကအကိုကြီးကိုအပ်တဲ့အခါမှာအကြည့်ဟာ၁၈နှစ်တောင်ရှိနေပြီတချို့များဒီရွယ်တွေမှာ လင်းယူတောင်းမွေးလို့ဘူးစုတွေနဲ့တောင်ဖြစ်နေပြီးမိမိကအကိုကြီးကိုအပ်တယ်ဆိုတာက သူများတွေက အကြည့်ကိုမနှိမ့်ဆက်အောင် မစော်ကောင်းအောင်အကြည့်ဟာစိတ်ချမ်းသာကိုချမ်းသာရှိအောင်ကုညီဖို့အပ်ပေးခဲ့တာပဲဒီတော့ဒီစကားမျိုးကိုဘာဖြစ်လို့မပြောကောင်းရမှာလဲဒီစကားဟာအကြည့်စိတ်ချမ်းသာကိုချမ်းသာကိုကုညီပါလို့အကိုကြီးစီမှာအကြည့်ကအကိုညီတောင်းတဲ့စကားပဲမိမိကိုအကိုကြီးဂရီပေးလိုက်ပြီးပြီအကိုကြီးဟာဂရီတီတဲ့ယောက်ျားကောင်တယောက်အနေနဲ့အကြည့်တောင်းတဲ့အကိုညီကိုပြေုံပဲရှိတော့တယ်လို့အကြည့်ကပြောပြတယ် အကူကြီးအကြောင်းအကူကြီးပြောပြမယ်အကြည့်နားထောင်တော့အကူကြီးဟာဘုန်းကြီးလုပ်ဖို့အတွက် အစိုးရအလုပ်ကတောင်းထွက်လာခဲ့တယ်ဒီမှာအလုပ်ဝင်လုပ်တယ်ဆိုတာအလုပ်လုပ်ချင်လို့မဟုတ်ဘူးဖေဖေကဘုန်းကြီးသိလို့ချင်းနေတာနဲ့ဖေဖေကိုကူတဲ့အနေနဲ့တနစ်ဝင်လုပ်ပေးတာအကြည့်တို့ဖေဖေကလည်းတနစ်လုပ်ပေးရင်တော်ပါပြီဒီရက်တွင်မန်နေဂျာတယောက်ရအောင်သူရှာမယ်လို့အကူကြီးကို ပြောထားတယ်ဒီတော့အကူကြီးဟာအိမ်ဆောင်ပြုလို့မဖြစ်နိုင်ပါဘူးကွယ်လို့ပြောတယ်ဒီလိုပြောနေတော့ကိုမြင့်ဆွေရဲ့ဖေဖေနဲ့မိမိအကြောင်းကို မိမိမဆုံးခင်ကပြောပြဘူးတာအခြေသတိရတယ်။အဲ့ဒါကြောင့်ကိုမြင့်ဆွေကိုဒီလိုပြန်ပြောတယ်။အကိုကြီးမိမိလည်းအစကဒီလရှင်ဝေဖို့ဟာအကိုကြီးဖေဖေကိုတနာပြီးယူလိုက်ရတာတဲ့။ယူပြီးတော့အကိုကြီးဖေဖေကိုတဖြည်းဖြည်းပြုပြင်ပေးသွားတာ။အကိုကြီးဖေဖေကအကျွတ်တရားရပြီးနောက်ဆုံးကျတော့ဖုန်းကြီးတောင်ဖြစ်သွားသေးတာပဲ။အကိုကြီးလည်းအကြည့်ကိုမချစ်တော့ဒီကောင်မကလေးဟာတကောင်ကျော်ကလေးပဲ။ငါပြစ်ထားရင်ဒုက္ခရောက်တော့မှာပဲလို့တနာပြီးယူဖို့။ယူပြီးတော့အကိုကြီးမိမိက အကိုကြီးဖေဖေကိုပြုပြင်တယ်လို့ပြုပြင်ပေါ့အကြီးလည်းကြိုတရားရတဲ့အခါအကိုကြီးကဖုန်ကြီးလို့အကြီးကဒီလိုက်ရှင်လုံမယ်လို့ပြန်ပြောတယ်အကြီးနဲ့ရေသူချင်းချင်းတွေထဲမှာအကြီးလိုမင်းကြီးတယောက်ဟာခေါင်းခေါပြီးရေယူနိုင်ပါတယ်အကိုကြီးရှာပေးပါမယ်လို့ကိုမြင့်စွေကပြောတယ်အကြီးကခေါင်းခါပြပြီးပြီးတော့မှအကိုကြီးအကြီးဟာအကိုကြီးကိုမတွေ့ရခင်တုန်းကယောက်ျားတွေကိုဘလောက်မုံလဲဆိုတာအကြီးပြောပြမယ်ခဏနေအောင်နော်လို့ပြောပြီးသူ့အခန်းထဲကကျိုးကိုသွားယူတယ် ကိုမင်းဆွေကိုကျိုးဝေပြပြီးဒါဘာလို့ဘူးလဲအကိုကြီးသိတယ်လားလို့မေးတယ်။ကိုမင်းဆွေကမသိဘူးလို့ပြောတယ်။ဖေဖေကအကြီးကိုယောက်ျားအတင်းပေးစားမယ်ဆိုရင်ကျိုးစဲချပြည်သေးဖို့ဝယ်ထားတဲ့ကျိုးကလေးလို့အကြီးကပြောတယ်။ကိုမင်းဆွေလည်းအကြီးကိုမျက်လုံးပြူးပြီးကြည့်နေတယ်။ဒီလောက်အထိအကြီးဟာယောက်ျားတွေကိုမုန်းခဲ့တယ်။ဒါပေမဲ့ပဇင်းကမှအကိုကြီးကိုတွေ့တယ်ချင်းပဲအကြီးဟာဘလို့ဖြစ်သွားတယ်မသိဘူး။အကိုကြီးငယ်ငယ်တုန်းကဘုန်းကြီးပြန်နေဖျားပွဲတွေမှာပကတ်တွေလိုပဲ။ အပေါ်နဲ့အောင်းနဲ့လဲတဲ့ရဟတ်တွေကိုစီးဘူးတယ်မဟုတ်လားအကူကြီးကိုပဇင်းကံမှာတွေ့ပြီးအကြီးဟာ၄၅ရက်ဆက်ပြီးအကူကြီးမျက်နှာကိုကြည့်ပဲမြင်နေတယ်အဲ့ဒီလိုမြင်တိုင်းအဲ့ဒီရဟတ်ကြီးတွေကိုစီးရတယ်လို့ဖြစ်နေတယ်အဲ့ဒီတော့အကူကြီးရဲ့အချင်းကုန်းခံပြီးတခြားဟာတွေကိုစိတ်ကူးမနေပါနဲ့တော့အကြီးရဲ့စိတ်ကူးကိုအကူကြီးပြောပြမယ်နော်အခုမေမေဆုံးတာနှစ်လကြာကြာပဲရှိသေးတယ်ဆိုတော့ခွေးချက်ချင်းလက်ထက်လို့မကောင်းသေးဘူးအခုနေုံလာထဲမှာတရင်ကျွတ်ဆိုရင်တော့တော့ပဲ အဲ့ဒီမှာလက်ထပ်မယ်လို့ပြောတယ်။ကိုမြင့်ဆွေလည်းအကြည့်လက်ထက်ကကျိုးဝေကိုကြည့်ပြီးအကြည့်ဒီကျိုးဝေပြီးကိုင်းမနေနဲ့အကိုကြီးလွှင့်ပြလိုက်မယ်။အရင်ဘွားကအဆက်ပါလာရင်ဒီကျိုးမျိုးနဲ့လေဘင်းထိတာနဲ့ပဲတည်နိုင်တယ်လို့ကိုမြင့်ဆွေကပြောပြီးပေးပေးလို့ကျိုးဝေကိုတောင်းတယ်။အကြည့်ကခေါင်းခါပြပြီးမပေးသေးဘူးအကိုကြီး။အကိုကြီးကအကြည့်ကိုမတနာပဲပြစ်ထွက်သွားမယ်ဆိုရင် အကြည့်ကိုဆေးစင်းရဲကိုစင်းရဲတွေကကဲနိုင်တာဒီကျိုးတစ်ချောင်းပဲရှိတယ်။အဲ့ဒီတော့ဒီကျိုးကိုတင်ထားရအောင်မယ်။ မပြီးနိုင်သေးဘူးဆိုပြီးကင်မြဲကင်ထားတယ်။မိန်းကလေးတွေကတစ်စိတ်ရှိဆွဲချိုးချသည်တစ်စိတ်ရှိဆွဲချိုးချသည်အကူကြီးတော်ဒီဟာကိုနည်းနည်းမှမကြိုက်ဘူးကွယ်လူရဲလို့ဖြစ်လာတာအချစ်တခုတည်းအတွက်မှမဟုတ်ပဲတခြားလူစရာတွေအများကြီးရှိသေးတယ်။လူဘဝဆိုတာမအိုရမနာရမတည်ရတဲ့နိဗ္ဗာန်ကိုရောက်အောင်လုပ်ဖို့အကောင်းဆုံးနေရာပဲ။အဲ့ဒီလိုအကောင်းဆုံးခွင့်လန်းကြီးရနေရင်သားနဲ့ဒီအခွင့်လန်းကြီးကိုတော့မယူပဲအချစ်အတွက်စိတ်တန်းကြမဖြစ်တာလေးနဲ့ ဆွဲယူကြသေးရင်ဒီမိန်းကလေးတက်မိုက်တဲ့ဟာဘယ်မှာရှိအောင်မလဲအမွေးကြိုင်တွေနဲ့ပပြန်းထားတဲ့ရေစီပိုင်းနဲ့ဆင်းကျင်ဆင်းနိုင်တဲ့သားနဲ့စိတ်ကောက်ပြီးပုတ်ပတ်ဆူနေတဲ့တန်ရီဦးရဲ့ခုံဆင်းလာလို့ဖြစ်နေတာပေါ့လက်ပံကိုသွားနိုင်တဲ့အခွင့်အရေးကြီးရနေလျက်သားနဲ့ငရဲကိုခုံဆင်းနေဆိုတာမိုက်တာတွေထဲမှာစောင်းနှံ့ဆုံးပဲပြီးပါကွယ်အကြီးကလိမ်မာပါတယ်ဒီကျိုးကြီးကိုတခိုင်ခိုင်နဲ့လုံးမနေပါနဲ့လို့တောင်းတယ်အကြီးကကောင်းကပြပြီးအကြီးစိတ်တိုင်းကြဖြစ်ပြီးမှဒီကျိုးကိုလွှင့်ပြမယ် အခုတော့ဘသူ့ကိုမှမပေးသေးဘူးလို့ပြန်ပြောတယ်။ကိုမြင့်ဆွေလည်းတိတ်ဆိတ်ရှုပ်သွားတယ်။သူထွက်မပြေးနိုင်အောင်အစတုန်းကတော့မကင်လာကိုပေးခဲ့မိတဲ့ဂရီဆိုတဲ့တန်ချေချင်းကြီးတစ်ခုပဲသူ့မှာရှိတယ်။အခုတော့သူထွက်သွားရင် အကြီးတော့ဇွဲကျိုးချပြီးတည်တော့မှာပဲဆိုတဲ့စိုးရိမ်မှုဟာတန်ချေချင်းကြီးအဖြစ်နဲ့သူ့ကိုခတ်ထားလိုက်ပြန်ပြီဆိုတာကိုမြင့်ဆွေစဉ်းစားမိတယ်။ကိုမြင့်ဆွေလည်းတက်မကြီးချပြီးပလက်ကလထိုင်ပေါ်မှာလှဲနေရင်သူ့လက်နှစ်ဖက်နဲ့သူ့ကောင်းကိုအုပ်ထားတယ် အကိုကြီးပဲနဲ့လဲခုနကအကြည့်ပြောတာကိုဘလို့သဘောရတယ်လဲတရင်ကျုံမှာလက်ထပ်ဖို့ဟာလေးလို့မိတယ်စဉ်းစားပြစီဝင်ကြည့်ရဲ့လောကမှာစဉ်းစားစရာဟာအချစ်တခုလည်းရှိတာမဟုတ်ပါဘူးအချစ်အပြင်စဉ်းစားစရာတွေအများကြီးရှိနေသေးတယ်အဲ့ဒီတော့အကြည့်ချစ်တာတခုတည်းနဲ့တောင်းလုံးမြောက်လို့အရန်တွေကိုရှောက်လို့လို့မဖြစ်ဘူးကွယ်လို့ပြောပြီးတတ်မှကြီးချလိုက်တယ်အကြည့်ဟာသူ့လက်နှစ်ဖက်ကိုပလက်ကလထိုင်တဲ့တန်းပေါ်မှာတင်ထားမြဲတင်ထားပြီးသူ့ရှိတဲ့တဲ့ကိုကြည့်ရင် အကြည့်မှာတော့ တခြားမှာချစ်သူလည်းမရှိဘူးမိကိုရာလည်းမရှိဘူးအားသားရာလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူးတငယ်ချင်းလည်းမရှိဘူးအကူကြီးဟာအကြည့်ချစ်သူပဲအကြည့်မိကိုရာပဲအကြည့်အားသားရာပဲအကြည့်ရဲ့ဆွေမျိုးပဲအကြည့်မိတ်ဆွေပဲအကြည့်တငယ်ချင်းပဲအကြည့်ကတော့အကူကြီးနဲ့တေးမပဲခွဲမှာပဲအဲ့ဒီလောက်ဖြစ်နေတာတောင်းအကူကြီးကအကြည့်ကိုမတနာပဲပြစ်ပြစ်ထွက်သွားမယ်ဆိုရင်တော့အကြည့်တေးမပဲလို့ခက်ဖြစ်ဖြစ်ပြောနေတယ် ကိုမြင့်စွေလည်းတက်ပြင်းစာခဏခဏချနေတယ်။ဘာမှမပြောဘူး။15မိနစ်လောက်ကြာတဲ့အခါအကြည်အကူကြီးအိမ်ပြန်တော့မယ်ကွယ်လို့နှုတ်ဆက်တယ်။အကူကြီးအကြည်ပြောတာဘယ်နဲ့လဲလို့အကြည်ကထပ်မိတယ်။စဉ်းစားပြရစီုံကွယ်လို့ကိုမြင့်စွေကပြေတယ်။ဘယ်နည်းလောက်စဉ်းစားမလဲလို့အကြည်ကထပ်မိတယ်။ရက်တော့မကန့်သက်ပြရစီနဲ့ကွယ်လို့ကိုမြင့်စွေကပြေတယ်။ရဲမကန့်တက်ရင်အကူကြီးတက်တဲ့လုံစဉ်းစားနေမှလားလို့အကြီးကပြောတယ်။စဉ်းစားဖို့တလားလောက်ပြီးပါလို့ကိုမြင့်စီကပြောတယ်။အကြီးကတလားဟာများလုံးနဲ့လို့ပြောတယ်။ တနင်္ဂနွေနှစ်ပတ်လို့ကိုမြင့်စွေကပြောတယ်။ဒါလည်းများလုံးတယ်လို့အကြီးကပြောတယ်။နောက်ဆုံးမှာတနင်္ဂနွေတစ်ပတ်နဲ့ဈေးတက်သွားကြတယ်။အဲ့ဒီအခါကိုမြင့်စွေကအကြီးလည်းတည်တည်ချာချာစဉ်းစားနိုင်အောင်အကိုကြီးလည်းတည်တည်ချာချာစဉ်းစားနိုင်အောင်အဲ့ဒီခုနှစ်ရက်အတွင်းအကိုကြီးအလုံးလည်းမစင်ဘူးဒီကိုလည်းမလာဘူးလို့ပြောတယ်။အလုံးမစင်ရင်လေဒီကိုတော့လာရမယ်လို့အကြီးကပြောတယ်။အပြန်အလှန်ဆွေးနွေးကြရင်အကိုကြီးပြောတာကိုအကြီးသဘောတူလိုက်တယ်။အကိုကြီးကခုနှစ်ရက်အလုံးမစင်တဲ့အတွက် ရုံးမှာသူနဲ့အကိုကြီးတို့စားနေကြနေတဲ့ဇာတွေကို အကြီးဟာကိုမြင့်စီစီကိုနေတိုင်းပူပီးနေတယ်။ဒီနေတဲ့ဇာနဲ့အတူတူအချစ်ဆုံးအကိုကြီးကျမ်းမာချမ်းသာရွှင်လန်းပါစေအစဉ်တရားလေးရဲ့ကြီးဆိုတဲ့စာကလေးတစ်စောင်လည်းအမြဲပါလာတယ်။ခုနှစ်ရက်ရှိတဲ့အခါကိုမြင့်စီဟာအပြေမရသေးဘူး။အဲဒါကြောင့်နောက်တဲ့ခုနှစ်ရက်ခွင့်ပေးဖို့အကြီးစီကို စားရည်တယ်။အကြီးစီကခုနှစ်ရက်ဟာများလွန်းနေ၃ရက်တော့ပြီလို့စားပြန်လာတယ်။ သုံးရက်ကုန်သွားတဲ့အခါလဲကိုမျက်စိအားပြေမရသေးဘူးအဲ့ဒါနဲ့နောက်ထပ်၄ရက်ခွင့်ပေးပါအောင်လို့စားတဲ့ရေရပြန်တယ်ဒီ၄ရက်ကုန်ရင်အကူကြီးအဖြစ်ဆက်ဆက်ရလိမ့်မယ်လို့မျှော်လင့်ယုံကြည်ပါတယ်ဆိုတဲ့စားတဲ့ဆောင်အကြည့်စီကပြန်လာတယ်၄ရက်ကုန်တဲ့အခါလဲကိုမျက်စိမှာပြေမရသေးဘူးသူ့မှာအတွေ့ရခံနေတဲ့အချက်နှစ်ချက်ရှိတယ်ပထမအချက်ကသူ့ကိုယုံပြီးသူ့တငယ်ချင်းမကင်လာကသမီးကို အပြစ်ခဲ့တယ်အဲ့ဒီသမီးကို သူကယူလိုက်ရင်သူရုံမာယာရောက်လိမ့်မယ် ကလေးမကလေးကမိုက်ပြီမဲ့သူမမိုက်ရဘူးအကြီးကမိုက်ပြီးသွေးဆောင်ဖျားယောင်းပြီမဲ့သူ့မှာငင်းနိုင်လောက်အောင်တန်းထားတဲ့ဆဲရှိရမယ်ငင်းနိုင်လောက်အောင်တိလာရှိရမယ်ငင်းနိုင်လောက်အောင်ဟီဒီအိုတပါဆိုတဲ့အချက်နဲ့အကြောင်းရှိရမယ်ဆိုတဲ့အချက်ပဲဖြစ်တယ်ဒုတိယအချက်ကတော့ဘုန်းကြီးလို့ဖို့သူ့မိမိကိုသူဂရီပေးလိုက်ပြီးပြီအိမ်တော်ပြုတ်လိုက်ရင်တော့ဒီဂရီကိုဖျက်ရတော့မှာပဲဆိုတဲ့အချက်ပဲဖြစ်တယ်တခြားအချက်တွေကိုဖြေလို့ရတယ်ဒီနှစ်ချက်ကြတော့ဖြေလို့မရဘူး လဲထွက်သွားတယ်တခါတခါတစ်ဆူကြီးဖြစ်နေတယ်တခါတခါဒီနှစ်ချက်တည်းကိုပဲစဉ်းစားနေတာတကောင်းကျော်လင်းအားကြီးအထိရောက်သွားတယ်အဲ့ဒါကြောင့်နောက်လေးရကုန်းသွားတဲ့အခါမှာလဲအကြည့်စီကိုစားရဆောင်ထက်ရရတယ်ဒီစားထဲမှာတော့တနင်္ဂနွေနှစ်ပတ်အချိန်တောင်းနေဒီကိစ္စဟာသူ့အတွက်အသက်ရေးကြီးနေတယ်အချိန်ကောင်းကောင်းပြေးပါလို့အကြောင်းပြတယ်အကြည့်စီကစားပြန်းမလာဘူးအကြည့်စိတ်များကောက်သွားပြီလားလို့တွေးမိပြီးကိုမြင့်ဆွေစိတ်မကောင်းဘူးနောက်ပြီးတော့ကျိုးဝေကြီးမျက်စိထဲပေါ်လာပြီး ိုယူကာယတွေများလုံးလိုက်မလားဒီဟာကလေးဟာခမိုက်မိုက်ကလေးလိုတွေးရင် စိတ်ထဲမှာတထိတ်ထိတ်ဖြစ်တာနဲ့သူ့တော်လေးကိုအကျိုးကြောင်းပြောပြီးအကြည့်စီကိုလွှတ်လိုက်တယ်ချော့ပြီးတောင်းလို့ရရင်လေအကြည့်စီကကျိုးဝေကိုတောင်းခဲ့ပါတော်လေးလိုလဲမှားလိုက်တယ်ဒေါ်လေးဟာအကြည့်ကိုရှင်းရှင်းပြုံးပြုံးပဲတွေးကြရတယ်ဒေါ်လေးတောင်းတဲ့အတွက်ကျိုးဝေလည်းရလာတယ်ကျိုးဝေကိုကြည့်ပြီးကိုမြင့်စွေကအများကြီးစိတ်သက်သာရရသွားတယ်ပြီးတော့နောက်ဘေးကိုဝင်ပြီးသူ့ကိုယ်တိုင်ကျိုးခွေကိုဓာတ်နဲ့နှုတ်နှုတ်ဆင်ပြစ်လိုက်တယ် ညဘက်မှာခတိုင်းလိုပဲဖြည့်လို့မရသေးတဲ့ပြဿနာကိုအပြန်အလှန်စဉ်းစားရင်၁၇နာရီထိုးစံကြရတယ်။တောင်းလောက်ကြတဲ့အခါအင်းရှိကတကားကိုပို့ပြီးနှိုးစံကြရတယ်။တကားဖွင့်ပြီးတဲ့အခါအကြည်နဲ့အင်းငိမ့်တို့လင်မယားဖြစ်နေတယ်။အင်းငိမ့်ရဲ့လက်ထဲမှာလည်းတရေအိတ်တလုံးပါလာတယ်။ဘလို့ဖြစ်လာကြတာလဲလို့ကိုမြင့်ဆွေကအမိတယ်။အကူကြီးအဖြေရှာမတွေ့သေးပေမဲ့အကြည်ကတော့ရှာတွေ့ပြီ။ဒီညကစပြီးအကြည်ကြီးကိုပြောင်းလာတယ်။အိမ်မပြောင်းတော့ဘူးလို့ပြောလိုက်တယ်။ ကိုမြင့်စွေလည်းစကားမေးမရအံ့အားသင့်ပြီးအကြည့်ကိုကြည့်နေတယ်။နောက်မှတမန်ကြီးချလိုက်ပြီးသူ့ဟာသူရဲလိုက်တယ်။အင်းငိမ့်တို့လင်းများပြန်သွားပြီးကိုမြင့်စွေကတခါထပိတ်တယ်။ပြီးတော့မှအကြည့်ခဏနေအောင်နော်။ဒေါ်လေးကိုသွားနှုတ်လိုက်အောင်မယ်လို့ပြောပြီးအိမ်ပေါ်တက်မလို့လုပ်တယ်။ဒေါ်လေးအိပ်ပါစေ။ဘာလို့သွားနှုတ်မလဲအကိုကြီးဆိုပြီးကိုမြင့်စွေရဲ့လက်မောင်းကိုဆွဲထားတယ်။ဒေါ်လေးကဒီအိမ်မှာလူကြီးကွယ်။အိမ်ကိုအခုလိုအကြည့်ရောက်လာတာဒေါ်လေးကိုအเจ้าမကြပဲထားလို့မကောင်းဘူးလို့ ကိုမျိုးစုကရှင်းပြတာနဲ့အကြည့်လွတ်လိုက်တယ်။ဒေါ်လေးလည်းအောက်ကိုဆင်းလာပြီးအကြည့်ကိုသူနဲ့အတူအိမ်ပေါ်မှာလာအိပ်ဖို့ခေါ်တယ်။မလိုက်ရှင်ဘူးဒေါ်လေး။အကြည့်ဒီမှာပဲအကိုကြီးအနာမှာနေမယ်လို့ပြန်ပြောတယ်။ကိုမျိုးစုလည်းအကြည့်ရေဒေါ်လေးနဲ့အပေါ်လိုက်သွားလေလို့ဝင်ပြောတယ်။မလိုက်ရှင်ဘူးအကိုကြီးအနာမှာပဲနေမယ်လို့အကြည့်ကပြန်ပြောတယ်။ဒေါ်လေးလည်းအကြည့်အနာမှာထိုင်ပြီးစကားပြောနေတယ်။နိုင်ပြန်နှစ်ချက်လောက်ရှိတော့ကဲဒေါ်လေးလည်းအရှင်လာရောမယ်။ ။ပားရေးချေပါတော့ဒေါ်လေးရဲ့လို့ကိုမြင့်စွေကပြောတာနဲ့ဒေါ်လေးလည်းအိမ်ပေါ်ကိုတက်သွားတယ်။ကိုမြင့်စွေလည်းသူ့အခန်းထဲကဖြာနေခေါင်းကိုအပြင်ထိုးရအောင်အခန်းထဲသွားတယ်။အကြည်လည်းဝင်လိုက်လာတယ်။အကြည်ခဏတိုင်းအောင်လေအကူကြီးဖြာနေခေါင်းသွားယူမလို့ပါလို့ပြောတယ်။အကြည်ယူပေးမယ်လို့အကြည်ကပြောပြီးဝင်းမြင်းဝင်လိုက်လာတာပဲ။ကိုမြင့်စွေလည်းသူ့ကလင်ပေါ်ကခေါင်းနှလုံးကို အကြည်ကိုပေးလိုက်တယ်။ဖြာနဲ့မှုရာကို လိုက်ပြီးသူယူလာတယ်။အခန်းအပြင်ဘက်တနေရာသူ့ပလက်ကလတိုင်းနဲ့ ခဝေးဝေးမှဖြာနေမှုရခင်ပြီးကဲအကြီးဒီမှာအေးလို့ပြောလိုက်တယ်။သူကတော့ပလက်ကလထိုင်ပေါ်မှာပြန်ပြီးထိုင်ရင်သူ့လက်နှစ်ဖက်နဲ့သူ့ခေါင်းကိုအုပ်ထားတယ်။အကြီးလည်းခေါင်းနှလုံးကိုမှုရပေါ်မှာတင်ထားလိုက်ပြီးမှုရပေါ်မှာမှဲ့အေးပဲကိုမြင့်စုရဲ့ကလထိုင်နားမှာလာထိုင်တယ်။ပြီးတော့မှလက်ပိုက်သလိုလှုပ်ထားတဲ့သူ့လက်နှစ်ဖက်ကိုကိုမြင့်စုရဲ့ပလက်ကလထိုင်လက်တန်းပေါ်ကိုတင်လိုက်တယ်။အဲ့ဒီလက်ပေါ်မှာမှသူ့ခေါင်းကလေးကိုညာဘက်စောင်းထားပြီးအိတ်နေတယ်။ကိုမြင့်စုလည်းဒီအမှားကလေးဟာ ငါ့အပေါ်မှာအယမ်းဖြစ်နေပြီလို့တွေးပြီးအကြည့်ကိုတစိမ့်စိမ့်တနာနေတယ်။ဒီတနာတဲ့စိတ်ဆိုတဲ့မိခင်ကြီးကထပ်ပြီးပေါ်ဖွားပြပြန်တဲ့အတွက်ဆွေးလန်းတဲ့စိတ်ဆိုတဲ့သားရီသမီးရီဟာတဖြည်းဖြည်းတူဝါမမတိတူဝါလာပြန်တယ်။ငါးနာရီခွဲလောက်မှအကြည့်ကိုနှိုးပြီးနှစ်ယောက်သားနောက်ဘေးမှာမျက်နှာတွေ့ကြတယ်။၆နာရီလောက်ကြတော့ဒေါ်လေးဆင်းလာတယ်။၃ယောက်သားကော်ပီတောင်းရင်နောက်ဘေးမှာဆွေးနွေးနေကြတယ်။ကိုမြင့်စွေကသန္ဓနာရိတ်သားမှာသူ့ဖေဖေနဲ့တွားပြီးတိုင်ပင်ရှင်တယ်လို့ပြောတယ် ဒေါ်လေးကလည်းထောက်ကန်တယ်။အကြီးကအိမ်ပေါ်တောင်ရောက်နေမှာပဲ။တိုင်ပင်ဖို့မလိုတော့ဘူးလို့ပြောတယ်။ဒါပေမဲ့ဒီကိစ္စမျိုးဆိုတာဖုန်ကြီးဖြစ်နေပေမဲ့အဖေဆိုတော့အတိပေးဖို့ကောင်းတယ်လို့ကိုမြင့်ဆွေနဲ့ဒေါ်လေးတို့ကအရှင်းပြတဲ့အတွက်နောက်ဆုံးတော့အကြီးကသဘောတူတယ်။ဒါပေမဲ့အကြီးအိမ်ကိုပြန်ဖို့ဆိုတာတော့မတိုင်ပင်ခဲ့နဲ့။မပြန်ဘူး။အကိုကြီးနဲ့ပဲဒီမှာနေမယ်လို့အကြီးကခက်တင်းနေပဲပြောတယ်။ဒီတည်းရတော့အကြီးဟာအရှိကိုမထွက်ပါနဲ့ကွယ်အကြီးအတွက်ပြောတာပါလို့အတန်တန်မှပြီး ုံမြင့်စွေဟာသာသနာရေးသားကို ထွက်လာခဲ့တယ်